အလင်းထွက်တဲ့ဖားကိုပထမဆုံးအကြိမ်ဖြစ်အာဂျင်တီးနားနိုင်ငံမှာတွေ့ရှိခဲ့ရတယ်လို့လေးလာစူးစမ်းရေးအဖွဲ့ရဲ့အဖွဲ့ဝင်တဦးကပြောကြားခဲ့ပါတယ်။ဖာနာဒီနိုရီဘာတိုင်ဘာတဘာဝသိပ္ပံပြရတဲ့ကအာဂျင်တီးနားနဲ့ဘရာဇီးသိပ္ပံပညာရှင်တွေဟာတောင်အမေရိကမှာပဲတွေ့ရတဲ့သစ်ပင်တွေဖားမျိုးစိတ်တွေရဲ့ဇီဝဗေဒအရင်းအမြစ်တွေကိုလေ့လာရင်းနဲ့အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဖားရဲ့အယောင်ဟာ ပုံမှန်အလင်းအောက်မှာဆိုတာကအဝါရောင်တန်းနဲ့အညူရောင်ဖြစ်ပြီးအနီးစက်လေးတွေပါတယ်လို့သိရပါဗျ။ဒါပေမဲ့သိပ္ပံပညာရှင်တွေဟာဖားကိုခရမ်းလွန်အလင်းအောက်မှာထားကြည့်တဲ့အခါအနုမြူစိမ်းရောင်ပြောင်းလဲသွားတာကိုတွေ့ခဲ့ရပါဗျ။အခုလိုတွေ့ရှိခဲ့ရတာဟာပထမဦးဆုံးအကြိမ်အလင်းထွက်ဖားကိုတွေ့ရှိတာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကတအုပ်ဖြစ်တဲ့ကာလော့စ်တာဘိုအာတာကပြောပါဗျ။အခုလိုတွေ့ရှိမှုကြောင့်ကုန်းနေရင်းနေတရိတ်ဆန်တွေနဲ့ပတ်သက်ပြီးမေခွန်းအစ်စ်တွေထွက်ပေါ်လာတယ်လို့သိရပါဗျ အခုဖြစ်စဉ်ဟာဖားနှကောင်ထဲမှာပဲမတော်တဆဖြစ်ပေါ်နေမှုဟုတ်မဟုတ်သိရအောင်စမ်းသပ်မှု200ကြော်ပြုလုပ်ခဲ့ပြီးဒီဖားအမျိုးအစားအလုံးမှာအလင်းထွက်နိုင်တဲ့စွမ်းရည်ကို တွေးခဲ့ရတယ်လို့သိရပါဗျာ။